Facebook ကိုမြန်မာပြည်မှာပိတ်ထားတယ်မဟုတ်ဘူးလားပိတ်ထားတာ VPN ခံတုံးရတယ် VPN ခံတုံးနဲ့ပြည်သူတွေကိုဖုန်းထဲမှာ VPN တွေ့လို့ရှိရင်ဖမ်းတာကြားဘူးတယ်မလားအခုဒီမှာအဲ့ဒီ VPN ခံတုံးပြီးတော့ခင်ကြီးလူငယ်တွေနဲ့တွေ့ဆုံပွဲစထွက်လာတဲ့ကပြောတဲ့စကားစောက်တလွဲနော်တာသမီးကိုခိုင်းနိုင်တဲ့နေရာမှာခမားတို့ကျွန်တော်တို့ကြားဘူးတဲ့စကားက ตาဆိုရင်จ้าမဖြစ်နဲ့อาဖြစ်စေตะมี้ဆိုရင်มี้မဖြစ်နဲ့ทีဖြစ်စေလို့ဆိုးစကားရှိခဲ့တာဟုတ်တယ်เนาะခင်ပြောတဲ့စကားဘာပြောလဲနားထောင်ပြောအဲ့တော့တို့လူငယ်တွေจ้าဖြစ်နေတဲ့ตาทีဖြစ်နေတဲ့ตะมี้တွေ ြောစုချမ်းခိုင်ရေးနဲ့ဖွံ့ဖြိုးပါတီလူငယ်တွေ့ဆုံပွဲအော်တိုဘာလ23ရက်2025ဆိုပြီးတော့နော်ဘူမီယန်ခံထားတဲ့ Facebook မှာခင်ကြီးနာမည်နဲ့ဘလူးမတ်နဲ့တင်ထားတဲ့ဗီဒီယိုပြီးရင်ပြင်းနေကြတယ်မလားပြင်းနေပြီးရင် comment မှာဖတ်ပြနော်မပြင်းနေတဲ့သူတွေအတွက်လောလောဆယ်တော့ခင်ကြီးပြောတာကိုစောက်တလွဲစကားပုံကိုပြောချင်တယ်ပြောရတာကိုကြည်ဝါနော်ကြည်ဒေါ်အောင်ဆန်းစုကြည်ဟိုတော်ကလက်သေးချတဲ့ aside တဲ့စကားပုံကိုပြောတာနာမည်မှားွားလို့ဟမ် သူတို့ဖို့ဖက်ကကောင်းနေဒေါ်ဆန်းစုကြည်ကိုလှောင်းတာအသက်80ကျော်အမေကနော်ဘာသာစကားပေါင်းခုနှစ်မျိုးရှစ်မျိုးတက်နေတဲ့ပုံပုံနာမည်လေးတမိုင်းရာဇဝင်တဲကနာမည်လေးတလုံးမှားသွားတာကိုဝိုင်းကဲ့ရခဲ့တဲ့သူတွေအခုဓမ္မကြည့်လိုက်နော်တနိုင်ငံလုံးဖြောင်းဝင်နေတဲ့ပါတီတခုရဲ့ဥက္ကဋ္ဌစစ်ဘိုလ်ချုပ်ဟောင်းတယောက်ပြောတဲ့စကားကြည့်ပါသားဆိုတာကမိသားစုဆိုရကြားတယ်ကြားဘူးလားကြားဘူးเนาะ ထဏထောင်ပြဆိုတာကွာတော့ပြင်ရပါဘလားအာပဇာတရှိရရှောက်ပြောခံပြီငါစိတ်ဆင်းရဲတယ်အမ်တရိစ္ဆာန်တွေသားကြိုက်တာမချင်သေးလို့ကြားတယ်ဟုတ်လားအမ်ဖို့တော့ဟာဟာပို့ပြီးသားကိုကိုရကိုရကိုကာဝယ်နိုင်သားရှိတဲ့လူလို့အတိပဲတင်စားတာတပီးဆိုတာဘယ်သူတင်စားတာသူ့ကိုတင်စားတာသူ့တို့ပဇာတရှိတာပောက်ပြရရှောက်ပြောနေတယ်နော်စကပုံဆိုတာပါတယ်ယောက်ျားလေးဆိုရင်ကြားမဖြစ်နဲ့အားဖြစ်စေ မိန်းကလေးဆိုရင်မီးမပြည့်နဲ့ထီးဖြစ်စေပဲကြောက်ဘူးတာလေသူ့ကြမှာဘလို့ကြားရယောက်ျားလေးအဟန်ဒုက္ခပဲထီးပဲသတိထီးတော့ထီးတော့မလုပ်နဲ့ဗျာဟောလှုပ်လိုက်ပြီတော့သူကထီးပဲဆိုတော့ဒီသမီးလေးကညစ်ကြေးလေးပါတဲ့အတွက်ကြောင့်မိသားစုကသူ့အတွက်စိတ်အချမ်းသာဖြစ်ရတယ်မိသားစုကိုအချိန်မိုးပေးတယ်ဖြစ်တယ်လူငယ်တွေကိုဂျင်းထက်တွေ့တယ်နော်တွေ့တယ်နော်ပောက်ပန်း40ကြားဘူးနားဝရှိတဲ့ဇာကားနဲ့ ဒီင်းထဲတယ်ဆိုတော့အဲ့ဒါလက်တွေ့ပဲတွေ့တယ်မလားခမောက်ကြားဘူးလားရောက်သားဆိုရင်ကြားဖြစ်ကမှလားအားဖြစ်ကမှလားစကပုံမှာသားဆိုရင်ကြားမဖြစ်နဲ့အားဖြစ်စေတမိဆိုရင်မီးမဖြစ်နဲ့ထီးဖြစ်စေဒါလို့လာတာလေဒီစကပုံကိုသူကြားဘူးထားတယ်ဒီမှာပါနော်ကြားဘူးနားဝရှိတာနဲ့လူငယ်တွေပြောပြောဂျင်းောက်ထဲ့နေတာကြည့်နော်အဲ့ဒါကြည့်မတော်တော့ချမ်းဖို့နိုင်တယ်မှာသမဏတက်လုံးမှာသူတို့အခုသူတို့အတူရောက်ရွေးကောက်ပွဲရဒါကြောင့်မလို့ဒီအတူရောက်ရွေးကောက်ပွဲကိုပြက်ဖို့လိုတယ်ဆိုတာဒီလိုဟာတွေတိုင်းပြည်ကိုတအုပ်ထုတ်မှာခင်ဗျားတို့ခံနိုင်တယ်ကြည့် နော်ဘယ်ဘယ်ကလေးတို့တော့ခေါ်ပြီးခေါ်ရမ်းမသိပါဘူး ထားဒါလည်းပြောရမယ်နော်ပြင်းတယ်မှာဆိုတော့ comment ဖတ်ပြမှာ comment ဒီမှာကျွန်တော်အဓိကပြချင်တာ comment တွေကြည့်ပါ Facebook တွေ VPN နဲ့တုံးခိုင်းပြီး Facebook ပေါ်လာပြီးမဲဆွယ်နေသေးတယ် Facebook မှာမဲဆွယ်ခြင်းရင်လဲအာနာယူထားတဲ့ဘဘကြီးကိုပြောပြီးတရုတ်ကြီးစီကဈေးကြီးကြီးနဲ့ပေးဝယ်ပြီးတုံးနေတဲ့ firewall နီးပညာတွေနီးပညာလေးကို အရင်ခဏလောက်ပိတ်ခိုင်းလိုက်ပါဦး ါနဲ့ USDP ကရွေးကောက်ပွဲမှာမဲနိုင်လို့အာဏာရရင်မြန်မာပြည်သူပြည်သားတွေ Facebook တောင်းရင် VPN ခံစရာမလိုအောင်လှုပ်ပေးနိုင်လားတဲ့နော်ဒါမှသူ့ဝင်ပေးထားတာနောက်တစ်ခုက USDP ဥက္ကဋ္ဌကြီးခင်ဗျားတဲ့ဒီလိုဒီနိုင်ငံကလူတွေကအင်္ဂလိပ်လိုပြောမှအထင်ကြီးမဲထက်ကြမှာတဲ့နော်အဖြူအစိမ်းကပညာရေးဝိစုံလေးတဲ့ဘာလို့ခိုးတာလဲတဲ့ကန့်ကွက်ပါတယ်တခြားဟာတွေရုံးအဆောက်အအုံတွေခိုးထားတာတွေလည်းရှင်းပြပါ စစ်ဘိုလ်ထွက်တွေကရတဲ့လကထက်စစ်ဘိုလ်ထွက်တွေကရတဲ့လကထက်အစပေါင်းများစွာမတရားချမ်းသာအောင်ဘလို့လုပ်ခဲ့ကြတာလဲရှင်းပြပေးပါတဲ့နော်လူမြင်နောက်တယောက်ကလူမြင်ဝင်းဖြစ်နေလို့ကံကောင်းတယ်မှတ်တယ်မဟုတ်ရင်ပေါ်တာဆွဲခံရမယ်ကောင်းလေးတွေလွတ်ရပြေးကြတော့တယ်နော်နောက်ထပ်တယောက်ကတခိုးတွေဥဆောင်ပြီးအချောင်သမားတွေကနောက်လိုက်ဖြစ်နေရင်ဒီအဖွဲအစည်းကကောင်းပါမလားတဲ့နော်နောက်ထပ်တယောက်က ညီလေးတို့လည်းပညာသင်တဲ့ပညာသင်နေတာပဲအမှားမှန်တော့တိမှာပေါ့အခုချိန်ထိမတိသေးဘူးဆိုရင်တော့နောက်နှစ်ပေါင်းတရာအပေါင်းခံစားရမယ်နော်စစ်အာဏာရှင်အလိုမရှိအလိုမရှိထက်ပြောမယ်အလိုမရှိ VPN ဘာတော့လဲဗျာနောက်တစ်ယောက်ကလူငယ်များဤစွမ်းမကားဖြင့်အောင်မြင်ဝေစီတို့မြန်ပြီးလေးစားပါလေတဲ့ယောက်ျားဆိုတာမိဘရဲ့အားကြမ်းမ ကြားမဖြစ်စေနဲ့မိန်းကလေးဆိုတာမိသားစုရဲ့ ठी မိမဖြစ်စေနဲ့လို့ပဲကြားဖူးတာပါတဲ့ဟောချင်းပြောချင်းစောနဲ့အမှားအမှန်ဖြစ်သွားမဆိုးလို့တဲ့နော်ဟုတ်တယ်လေနော်ကျွန်တော်ပြောရမလားဟမ်ကြားဖူးတာဟာယောက်ျားလေးဆိုရင်မိဘတွေအတွက်အားဖြစ်စေမိန်းကလေးဆိုရင် ठी ဖြစ်စေမိမဖြစ်စေနဲ့သူတို့ပြောတာလေဒီစကားကောင်တူကြားဖူးနာမှရှိထားပါလိမ့်မယ်နော်အဲ့ဒါဟာအခုဒီမှာလူငယ်တွေတွေ့တဲ့အချိန်မှာဂျင်းထက်တာ ။နော်ကြည့်ဒါရိုက်ကူးရေးကိုတတိချာချာရိုက်ကူးရေးအဖွဲတုံးပြီးတော့ဒီအခုခင်ကြီးကပေါ်တရင်လုံးနေမှာမဟုတ်တော့ Facebook မှာတရားဝင်ဘရူးမတ်နဲ့နော်မဲဆွဲပဲသူတို့ရဲ့လွန်နေတွေကိုဝါရဖြန့်ဖို့အတွက်ကိုရိုက်ကူးရေးတင်းအဖွဲဖွဲ့ထားပြီးတော့တီးတန်းကိုရိုက်ကူးရေးစင်းကြလုပ်ထားတာနော်ရိုက်ကူးတဲ့ကောင်တွေကအဒီကလောက်တဲ့ကောင်တွေကဒီစကပုံမကြဘူးထင်တယ်နော်စပြောတဲ့ကောင်ကစပြီးတော့အကောင်လုံးပါတဲ့ကောင်တွေမတိတော့ line ပေါ်ကိုဒီသာကြီးတက်လာတာပေါ့ဟမ်ကြည့်အဲ့လားနော် အဲ့တော့ဒီကောင်တွေရဲ့အတူအရောင်ရွေးကောက်ပွဲကိုနော်ဝိုင်းပြီးတော့ကန့်ကွက်ဖို့လိုတယ်ဆိုတာဒလုံကောင်မျိုးတွေကတိုင်းပြည်ပေါ်တအုပ်ထုတ်သွားမှာလက်ခံလို့မရဘူးနော်မကြည့်လိုက်မှန်ထားတဲ့မှန်နေကြည့်ရှက်တိုင်းလဲသေးလို့ရတယ်နောက်တစ်ခုကကျွန်တော်ကြားဘူးတာကတော့တားဆိုရင်မိဘအတွက်ကြားမဖြစ်စေနဲ့အားဖြစ်စေပေါ့တမီးဆိုရင်မိဘအတွက်မီးမဖြစ်စေနဲ့တီးဖြစ်စေပေါ့ကြားကတော့ဘယင်ဖြစ်မလားခြေတက်မှတော့ပြင်ဖြစ်တော့မှာပေါ့ဦးကြီးရဲ့စကားပြောစွမ်းရင်တော့မပြည့်ဘူးပြီးခိုင်ပြိုးပေါ့အောက်ခြေကိုအကုန်ကြိုက်တယ် လူတော်တွေရှိတဲ့ထိတ်ဆုံးကလူတွေဥကြောင်ကြောင်တွေဘာတွေပြောမှန်းလဲမသိဘူးတက်ကလာလို့တာပဲစီယုံရင်အဲ့ဒါတော့ညံ့ရလားဟမ်တက်ကလာတဲ့ကောင်စီယုံရင်ညံ့မှာပေါ့ဆဲဖို့တော့ပဲတတ်တယ်ဟာယူဟမ်အမိတ်နဲ့အသင်အာဓမပဲသူတို့မှာတတ်တယ်မေတ္တာတရားတွေနော်ဂရင်းကပြောသလိုဘယ်မရှိဘူးမေတ္တာတရားတွေတစ္ဆာတရားတွေသူတို့မှာမရှိဘူးသူတို့တိတာဒီအသင်အာဓမအမိတ်ပေးမယ်မှတ်ရိုင်းမယ်တတော်ပဲတတ်တာ နော်လူချင်းမှာယင်ချင်းဆိုစစ်သားဆိုင်တော့ပြောရင်ငါမိုးပုံနေတယ်ဟမ်ပြီးရင်အဲအဲဖွတ်တရငါစီတို့ကမှရရင်လှုပ်တယ်တမဲသူတို့လေးတွေကြပေါ်တာမဆွဲဘူးလားဘယ်ကနေပေါ်လာတာလဲအဘတို့တားသမီးတွေလားဆွေမျိုးတွေလားမျက်နှာမလိုက်ကြနဲ့အားလုံးလူတွေမရှိတော့နှုတ်ဆားနေကြတဲ့စင်းရဲသားတွေကြပေါ်တာဆွဲတယ်ရွာတွေလည်းရွာလုံးကျုံမီးရှို့တယ်ခမားတို့လှုပ်နေတာတိုင်းပြည်ကိုဖျက်ဆီးရုံမကလူငယ်တွေကိုလည်းနှင်ထုတ်နေတာတိုင်းပြည်ကအခုမလေးတဲ့ထိုင်းအကုန်ရောက်ကုန်ပြီတဲ့နော်တကယ်မှန်တယ်နော်ဒါတွေက ်နော်မဟာလခင်ကြီးတဲ့ပြည်ပြန်တော့ကတ်တက်ပြီးလီမို့လို့ဖိုးတက်နေတာလားမေလို့အမိတ်ကိုဆန့်ကျင်တာလား report ထူးကြလီလို့ပဲစောက်ရက်လည်းမရှိဘူးဝယ်ကပ်ပေးတော်ရမယ်မထင်နဲ့နောက်တစ်ယောက်ကအန်ကယ်မသေးသေးဘူးလားဗျာတဲ့အာယုံနောက်နေပြီတဲ့နော်နောက်တစ်ယောက်ကစောက်ပလီတဲ့နောက်တစ်ယောက်ကအမှုတွဲသေးကနိုင်ငံ နိုင်ငံတော်ပုံကံမှုရဲ့အဓိကတရားခံတွေပဲမကြတော့ဘူးဒါအမှန်ဆုံးပါပဲเนาะမင်းအောင်လှိုင်လက်ရှိအာဏာသိမ်းတာဒီမနက်9နာရီမှာတောက်တော်ဝင်ထမ်းဆောင်နေတဲ့တမဒါကိုဖမ်းပြီးတော့မနက်9နာရီမှာဒုတမဒါမြစ်ရွေကကာလုံခေါ်တာအဲ့ဒီအတွက်မင်းအောင်လှိုင် အာဏာသိမ်းတာဒီနိုင်ငံတော်ပုံကံမှုမြောက်နေပါတယ်အဲ့တော့မင်းအောင်လှိုင်ဒီနိုင်ငံတစ္ဆာဖောက်ပြက်ကျူးလွန်ပြီးတော့နိုင်ငံတော်ပုံကံမှုကိုကျူးလွန်ထားတဲ့ရာဇဝတ်ကောင်ပါအဲ့ဒီရာဇဝတ်ကောင်နဲ့အပေါင်းပါတဲ့အကောင်လုံးဟာ ခုံလုံးတက်ကမကောင်လေးကြီးပဲခင်ကြီးတို့ရှင်းဆုံးအောင်ဒါမျိုးနဲ့ပဲစီယုံကြီးခိုးရတာလေးတဲ့ဘာပညာရင်းလဲတဲ့ဒါတင်ဒါရေးဒါချက်ဒါဖြီးပညာရေးမတိုးတက်အောင်ခမားတို့ပဲအကုန်ခိုးရတာလေးတဲ့ဘာတို့လူတွေရုပ်ကစိတ်တည်မရှိဖြစ်နေရတာလေတဲ့မှန်ပဲနော်တကယ်ပဲခင်ကြီးတို့ရုပ်ကြည့်ပါလားလူရုပ်ကိုမပေါက်ဘူးအကောင်ပြောတာအားပေးပါလေရှင့်နဲ့အဲမဟာဘလို့ဝင်ပေးတော့ကွာမင်းတို့ကကိုမန်းလေးတစ်ခုလောက်ထောက်ခံတာမင်းတို့ကဟာတော့ပေးအာအောက်မှာသိုးဝိုင်းမှာထွီးတယ်သွားစေတယ်ကြည်စမ်းဟမ်အဲ့တော့မင်းတို့ကများတယ်ကွာမင်းတို့က ပေါက်ပေါက်ကရပေါက်လို့ပေါက်လို့ပဲကြီးပြောတာယုံစရာမရှိတဲ့နော်နောက်တယောက်ကနောက်ထပ်တိုင်ကြီးညာစိုက်ထူနိုင်ပါစေတဲ့စစ်မှုထမ်းခိုင်းမလို့လားတဲ့လူကမွေးလူစကားပြောပါတဲ့အောင်ရမီတဲ့ခိုးနီးတင်မလို့တဲ့စစ်ခွေးသူရနဲ့သူဆက်တော့ဟုတ်နေတာပဲတဲ့မင်္ဂလာပါလေးစားပါတယ်အမေထောက်ခနဲ့နှုတ်ဆက်မယ်နှစ်ခုရှိပြီနော်လေးစားပါတယ်သုံးခုရှိပြီ ခင်ကြီးမဟာလာဘာတွေပြောနေပြန်ပြီလဲစောက်ချက်မရှိဘူးလားတဲ့မြန်မာကိုဒုက္ခပေးစစ်ကောင်စီရေးတဲ့အာဆီယံစည်းဝေးတက်ချင်လွန်လှတဲ့ဖြင့်တရားမဝင်ခိုးလန်းကနေမလေးရှားတို့ဝင်ရန်ကြိုးစားသူတို့နယ်ဆက်တနေရာမှာဖမ်းမိတယ်အဆိုပါပုဂ္ဂိုလ်ကိုတဲ့စစ်စင်းမင်းမြန်းကြီးဟာရခင်ကလက်ဖက်တုတ်တယ်ဟောင်းတူးလို့တရားပြီးမလေးရှားတို့ခိုးဝင်ရခြင်းမှာအမေရိကန်တမရ ရန်နဲ့လက်ဆွဲနှုတ်ဆက်လို့ယခုလိုခိုးဝင်ခဲ့တာဖြစ်ကြောင်းဖွင့်ရဝန်ခံတော်ပါသည်တဲ့မလေးရှားလာဝကတာဝန်ရှိသူတူကဒလိုတရဝံမျိုးခုမှမြင်ဘူးတဲ့မြန်မာပြည်ဘွားလို့တည်ရတယ်အဖေနာမည်ကလည်းအများကြီးဥတောင်းလိုက်ဥပူတင်ဥကြည်ရှင်းပင်ဥမိုးဒီဆိုပြီးတရဝင်အဖေက၄ယောက်လူယောက်ကလည်းတဲ့မတူမတူဘူးတဲ့ရှားပါခွေးပူ မျိုးစိတ်မျိုးဒီတရဝါကြီးကျွန်တော်တို့မလေးရှားနဲ့ဖုံးဝင်တဲ့အတွက်မြန်မာပြည်သူတွေလက်ထဲပြန်လွှတ်အပ်ပေးမှာပါလို့ဖြေချတော့ပါတယ်တေချာကိုရေးထားတော့ရေးရလို့ပါတယ်ယနေ့လူငယ်များဒီတဲ့တိုင်းပြည်ရဲ့အားများဖြစ်ကြပါစေတဲ့နောက်တစ်ဦးကတော့မင်းတို့လိုအာနာယူတွေနဲ့တနိုင်ငံတည်းရတဲ့သူတော်တော်ကန်ဆိုးတယ်တကယ်ပဲအဲ့ဒါဟုတ်တယ်နော်အကောင်းပြောတာအဲ့ဒါအမှန်ပဲနောက်တစ်ယောက်ကလူငယ်တွေပညာမတတ်လေတော့လူငယ်တွေပညာမတတ်လေတဲ့ တူတို့လိုမတမာလူဖြစ်အောင်ဂျင်းထက်နေရန်ကြိုးစားတယ်လူငယ်တွေကိုပေါ်တာဆွဲနေပြီးလူငယ်တွေနဲ့တွေ့ဆုံတယ်လုံနေတာခီကြီးစောက်ချက်မရှိဘူးတဲ့အကုတို့ကနေ့တိုင်းများနေရတယ်အဲ့ကောင်တောက်ခွက်ကြည့်ရတာတဲ့ရုပ်ကိုကဘလို့ကြည့်ကြည့်ကြက်တွေတစ်သက်မှမရှိတဲ့ရုပ်ထွီးတယ်ရုပ်ကိုကဘလို့ကြည့်ကြည့်ကြက်တွေတစ်သက်မှမရှိတဲ့ရုပ်ထွီးတယ်ကျွန်တော်ပြောတာမဟုတ်ဘူးသူပြောတာမှာဘလို့လဲမှာစိုးကြီးတယ်ကျွန်တော်ပြောတာမဟုတ်ဘူးနော်စိုးကြီးပြောတာမှတ်သားထိုက်တယ်တဲ့စကားတွေကတဲ့မှတ်သားထိုက် မတားထိုက်တော့စကားတွေပါတဲ့ပြည်သူအားလုံးသဘောပေါက်ကြပါစေတဲ့ငါပြောတယ်လို့လုပ်ငါလုပ်တယ်လို့မလုပ်နဲ့စစ်ခွေးတဲ့ဝင်ခိုင်းမလို့လားလေးစားပါတဲ့ကိုမေကိုလိုကြီးတဲ့ဟာနဲ့ကြံဝိုင်းတာတဲ့နော်လေးစားပါတဲ့ကိုမေကိုလိုကြီးတဲ့နော်ခွေးကြီးတဲ့နောက်တစ်ယောက်ကခွေးကခွေးပါကွာတဲ့နော်နောက်ခွေးတဲ့ကျွန်တော်ပြောတာမဟုတ်လို့မတူပြော300တီအလွမ်းဆိုတာအောက်ကပြောတာဘာဖြစ်ခွေးတဲ့ကျွန်တော်ပြောတာမဟုတ်ဘူးပြောတာနော်ကြော်ဘလို့ပြောမရလဲ ဖဖကိုဆက်အားကိုးကြပါတဲ့အနန္ဒီကိုအနာပြန်ပေးတဲ့အနာသိရင်မလို့တဲ့ဒါပြည်သူအစိုးရတဲ့အတော်ဆောက်ရှက်မရှိကြတာပဲတဲ့ FV ကိုဘန်းထားပြီးတော့ FV နဲ့မဲဆွယ်တယ်ဆိုတော့တဲ့တကယ်နော်ဟုတ်တယ် Facebook ကိုဘန်းထားပြီးတော့ Facebook ကနေပြန်သူတို့တုံးရတာဒီလူတွေအရှက်တရားကဘာလဲမသိဘူးဟိုဗျံပတာပဲနော်တကယ်ဗျံပတာဒါကြောင့်မလို့ပြောတာအကုန်ဆုံးမြန်မာပြည်ကစစ်ဘုတ်ချုပ်တွေကအကုန်ဆုံးဆိုင်တဆိုင်တောင်မှကောင်းကောင်းစီမံခန့်ခွဲနိုင်တဲ့အရေးကြီးမရှိဘူးတဲ့ နော်ဒါပေမဲ့ညွှန်ကြားရေးမှုအစပြီးတော့ဌာနဆိုင်ရာအကောင်လုံးစစ်တပ်ဘက်နေရာယူကြတာအဲ့ဒါဆိုတိုင်းပြည်ကဒီဘွားရောက်တာပေါ့နော်တော်စမ်းမှာခင်ရမင်းတို့စားတာမဝနိုင်သေးဘူးနော်တဲ့အေးစစ်စစ်သေပါတော့လောက်ကွာတဲ့ပြည်သူကိုဒုက္ခတွေဆက်ပေးနေသေးတယ်တဲ့မအာလယခကမကလာမအာလဆိုမအီလူရဲခွေအဲ ်အော်မေအော်ရခမေလို့ခင်ကြီးကိုမေကိုလို့ဟမ်ဟမ်ငါလည်းဖတ်တတ်ပါတယ်နော်မင်းတို့ကမင်းတို့တွေဖတ်တတ်တာမဟုတ်ဘူးနော်ရုပ်ကိုကရဲငတ်ဒစ်ထိတ်ယုံနဲ့ဒေါ်စိတ်ပေါက်နေတဲ့ကောင်နဲ့ဟာကြားဆိုရင်မိဘတွေကြောက်နေရမှာဗောအားဖြစ်အောင် လူငယ်တွေကို မွေးမြူပေးမယ်တော့လှုပ်လိုက်ပါတဲ့နေသေးတဲ့သူ့ရက်နဲ့သူ့ဆက်တော့ဟုတ်နေကြတယ်တွေ့တယ်နော် အကုန်လုံးကတတ်မိသားစုဝင်ဟုတ်ရင်ဟုတ်မဟုတ်ရင်သူတို့ကိုထောက်ခံတဲ့အတိုင်းဝန်းကအောက်တန်းသားမျိုးဆက်တစ်တွေပဲနေမှာဒါချာလေးတွဲချက်ကတော့ချင်းတယ်နော်ငါလုံးမသားခင်ကြီးလူငယ်တွေလူငယ်တာပြောတယ်တဲ့ငါတွေ့တာတေကာနီးတွေကြီးပဲတဲ့အောက်တန်းသားရဲစုပ်ခင်ကြီးအာနာယူတဲ့လူရုပ်ပါကွာတဲ့အောက်လန်းနီးလူချင်းနေတာတဲ့စောက်ချက်လည်းမရှိကြတော့ဘူးတဲ့နိုင်ငံကပြည်စည်းနေပြီပြည်သူကပြည်သူကနေရှိတဲ့မြရှိတဲ့ရွေးနေ့ အသေးနေကြတာဒါကိုသူကထအောင်ချုပ်ချင်နေတယ်မင်းတို့ကောင်းဖို့လုပ်နေကြတာလူရုံမှလူရုံမှတတိုက်တယ်ဒေါခင်ကြီးရဲ့စောက်ဘွားစီစဉ်နေတယ်နော်ဒေါခင်ရဲ့စောက်ဘွားစီစဉ်ပြီးရင်စောက်ဘောတယ်စောက်ဘောတယ်ကျွန်တော်မဟုတ်မှသူပြောတာဇင်လင်းထိုက်ပြောတာမေမြမာအာမီဂရိတ်အဂိန်းနော်မတ်အင်းမမုတ်ဝင်ပြောတာ ဇော်မလူအပြောင်းပဲဇော်မလူပြောင်းမလို့မုတ်မြန်မာဘူးဂိမ်းလားအဲ့လိုလားဟုတ်လားနော်မကြည့်လိုက်ဆက်ကြည့်လိုက်ဆက်ကြည့်လိုက်ကွန်မန့်တွေကွန်မန့်တွေကြည့်လိုက်ကွန်မန့်တွေကြည့်လိုက်ကဲတွေ့တယ်နော်ဒါကတော့လူငယ်များနဲ့ပြည့်စုံခြင်းဆိုပြီးတော့ခင်စောက်တလွဲပြောထားတဲ့ဟာကိုတင်ထားတာအဲ့ရောက်မှမှန်ထားတဲ့ကွန်မန့်တွေရတော့တွေ့တဲ့အတိုင်းပဲအဲ့တော့ဒီဒီ USDB နာမည်နဲ့နော်ပါတီခုနေ့နဲ့ logo နဲ့ဓမ္မ blue badge ပါတယ်ဒါဟာစက်ဖို့ပါတီရဲ့တရားဝင်ပဲအဲ့ဒါဆို တော့ Facebook ကစံဖို့ကိုတရားဝင်ပေးထားတဲ့တဘောပဲဒါကိုလည်း Facebook တင်းအဖွဲ့ကိုကောင်းကောင်းပြောဖို့လိုအပ်ပါတယ်နော်ဒီစံဖို့ဟာဘလို့အတန်းစားလဲဒီစစ်တပ်အာဏာသိမ်းမှုမှာမြန်မာပြည်သူတွေကိုဘာလုပ်တဲ့နေရာကပါလဲဒါတွေအားလုံးကို Facebook ကိုကျွန်တော်တို့တော်လှန်အင်အားစုတွေဘက်ကထောက်ပြဖို့လိုအပ်ပါတယ်တစ်ချက်နောက်တစ်ချက်ကဒီမှာ 484k follower ရှိတယ်4,900 4,000အဲ့ဒီ follower တွေမှာကျွန်တော်ပြောတာကကိုယ့်ဘက်ကသွားဆဲတဲ့လူတွေ follow လုပ်ထားတာ ျွန်တော်တို့ဆိုရှယ်ပရမောင်းတုံးတဲ့နေရာမှာလူတယောက်ကိုဆောင်ဥပမာကျွန်တော်ကိုဆောင်မိကတယ်ကျွန်တော်ကိုကြည့်လို့မရဘူးဆိုရင်နံပါတ်1ကွန်မန့်တော့မရင်းနဲ့နော်ပြောချင်ယူပြောသူ့အောက်ထဲကိုလိုက်လဲသွားမေးလုံနဲ့ကွန်မန့်လဲသွားမပေးနဲ့သူ့ရဲ့ပိတ်ကိုလည်း follow မလုပ်နဲ့အော်ငါတို့ကသူ့အောက်ထဲကိုဝင်ဆဲတယ်ဆိုတော့ဆဲတာလေအဲ့ဒါသူ့ကိုအားပေးတာအဲ့ဒီသဘောတက်ရောက်ပါတယ်ဒါကြောင့်မလို့ကိုဆောင်မိကတဲ့လူနော်ဒီ point ကလောက်ချင်တယ်ဆိုလို့ရှိရင် ူဟာတွေ့လိုက်ကြော်ရတာအကောင်းဆုံးတူနဲ့ပတ်သက်လို့ comment နဲ့ mail လိုက်လည်းမပေးဘူးအဲ follow လည်းမလုပ်ဘူးအကောင်းဆုံးကျွန်တော်ဆောင်းမင်းကရင်ကျွန်တော်ပို့တွေ့ကြော်လိုက်ကျွန်တော် comment နဲ့ဝင်မေးနေတယ်နော် like လည်းမပေးနဲ့ follow လည်းမလုပ်နဲ့ကျွန်တော်ကောက်တယ်အဲအဲ့ဒါဒီအကောင်းဆုံးဒါ point box လုပ်နေပြီနော်ဒါကြောင့်မလို့ဒီ Jumbo Party တို့ခင်ရီဆိုတဲ့နာမည်နဲ့ရှိသေးတယ်ဒီ Jumbo ဒစိမ့်နဲ့နော်ဒီ USDB Party ဆိုတဲ့ဒစိမ့်နဲ့ Blue Man နဲ့အကောက်ရှိသလိုခင်ရီဆိုတဲ့နာမည်နဲ့ Blue Man နဲ့အကောက်လည်းရှိတယ် ဲ့ဒါတွေအားလုံးကိုလက်ရှိခင်ကြီးကရိုက်ကူးရင်းတင်းတစ်ဖွဲ့တီးတန့်လုပ်ပြီးတော့တမာတရားဝင်ဝါဒဖြန့်မဲဆွယ်ဖို့နော်ဒါပေမဲ့ကြည့်လိုက်ပါပါတီတစ်ခုဒါဒီလူဟာတကယ်တာမန်အခြားနိုင်ငံတွေမှာကြည့်မယ်ဆိုရင်ပါတီတစ်ခုရဲ့ဥက္ကဋ္ဌကတိုင်းပြည်ရဲ့တမနာဖြစ်လို့ရတယ်နော်အဲ့တော့တိုင်းပြည်တစ်ခုရဲ့တမနာဖြစ်မဲ့လူရဲ့အရေးအချင်းနဲ့ပြည်သူထောက်ခံမှုမြင်အောင်ကြည့်ပါမြန်မာပြည်ဒါတော်မှအာဏာသိမ်းတဲ့အချိန် ်ပြည်တွင်းမှာရှိတဲ့လူတွေကမားတာမန်တာဘာမှရေးပိုင်ခွင့်မရှိတဲ့အချိန်မို့လို့ဒီလောက်အဲ့တော့မြန်မာပြည်သူတွေရဲ့ထောက်ခံမှုကိုကြည့်ပါနော်ဒီလိုလူမျိုးတွေကအချက်တရားဆိုတာမရှိဘူးကျွန်တော်ဒါကြောင့်မို့လို့တို့လုံးမဲ့ဒီအာနာယူတွေလုံးမဲ့အတူရောက်တို့အာနာယူတွေပဲပြန်ယူမဲ့ရွေးကောက်ပွဲကိုကျွန်တော်တို့တွေကောင်းကောင်း white စော်ကြမှုအရေးကြီးပါတယ်ဒီပွဲဟာငားနဲ့ဖာပွဲတဲ့ပွဲဖြစ်တယ်ရေကုံရေကန်းတစ်ဖက်နဲ့တစ်ဖက်ရှင်ပြန်ရမယ်ပွဲဖြစ်တဲ့အတွက် ကျွန်တော်တို့ပြည်သူဘက်ကအောင်မြင်ခြင်းစိတ်အပြည့်ရှိဖို့လိုတယ်၊ဇွဲလိုတယ်၊လုံးလလိုတယ်၊ဝရိယလိုတယ်၊ညီညွတ်မှုနဲ့စည်းလုံးမှုလိုတယ်။အဲ့ဒါအားလုံးကိုကျွန်တော်တို့တွေကနိုင်တဲ့နေရာကဝိုင်းထီစောက်ကြမယ်ဆိုရင်ဒီလိုအောက်တန်းစားတွေတိုင်းပြည်ကိုတအုပ်ချောက်အုပ်ချုပ်တော့ခံစရာမလိုဘူး။ရှင်းလေ။တော့အခုဆိုရင်အကောင့်တူပေါင်းမျိုးစွာနဲ့ Facebook ပေါ်မှာတန်းနေတော်လိုင်းရို့ထိုးနေတယ်။တော်လိုင်းနဲ့ပတ်သက်လို့ကမ်ပိန်းတွေအလူကံနဲ့ပို့တွေအောက်မှာတွားကြည့်ပါ။တော့နောက်ဆုံးကိုမင်းမောင်ကော မင်းမောင်ကတာမန်ပို့လေမှာဆိုရင်အာသူ့ကိုချစ်တဲ့မိဘပြည်သူပြည်သက်တွေပဲကွန်မန်းနေရှိလိမ့်မယ်။အဲမင်းမောင်ကကမ်ပိန်းကြီးပြီးဘာဖြစ်တခုတော့လုပ်လိုက်ကြည့်။အဲ့ဒီအောက်မှာအကောင့်တူအဲ့6000ချစ်တဲ့လိုက်အွန်လိုင်းကျင်းလိုက်ရောက်လာတယ်။အဲ့တော့တွေ့ဘူးမှာပါဖုန်းနဲ့အလုံး20အစိတ်လောက်ကို join ပြီးတော့ကွန်ပျူတာတစ်လုံးနဲ့လုပ်နေတဲ့ဟာကြီး။ကြားပြန့်ဆိုတာအဲ့အဲ့ဒီပုံစံမျိုးအကုန်လုပ်လို့ရတယ်။နော်အဲ့တော့လက်ရှိမင်းအောင်နိုင်တို့ဒီကြက်ဖို့တို့မှာအဲ့ဒါလို့တင်းနေရှိပါတယ်။နော် တို့ကတော့ cyber law cyber လုံခြုံရေးစောင့်ကြည့်တာကိုဘာအောင်ပြောပြမယ်ရှင်းရှင်းပြောရရင်တော့ပြည်သူကိုတီးတံဝါဒဖြန့်ဖို့ဟို2015ရွေးကောက်ပွဲမတိုင်ခင်တည်းကဖွဲ့စည်းထားတဲ့အဖွဲ့ဒါပေမဲ့2015မှာ NLD 9လာတော့အဲ့ဒီအဖွဲ့ငြိမ်ွားတယ် online ပေါ်မှာဒီလိုမျိုးလုပ်ရခါညိမ်ွားတယ်တတိထားမိကြတာမသိအခုအာနာတိမ့်ပြီးတဲ့အချိန်မှာဒီအကောင့်တွေပြန်ပြီးတခစ်ထားတာနော်အဲ့တော့ဒါတွေအားလုံးကိုပြည်သူတွေတီးဖို့လိုတယ်ဒီလိုကောင်မျိုးတွေမှာနောက်ဆုံးအခုလို comment ဝင်ရေးပေးတဲ့လူတွေကိုလည်းကျေးဇူးတင်ပါတယ်နော်ဟို ကျွန်တော်တို့ကလေပုပ်ကိုရေးအရာပြောတာမဟုတ်ပါဘူးစစ်တပ်ကလူမကြန့်ခိုင်ဖွံ့ဖြိုးရေးကလူမစန့်ကျင်ရမယ်တော်လန်းမယ်ကန့်ခွက်ကမယ်မဟုတ်ပါဘူးဒီလိုအာဓမ္မအလုတ်မျိုးကိုလုံနေတဲ့ဘဲတူဘဲပုပ်ကိုနောက်ဆုံးတော်လန်းရေးဘက်ကလုံနေတယ်ကျွန်တော်တို့ပြည်သူကကန့်ခွက်ကမှာပဲချင်းချင်းနေမယ်အာငါတို့ကတော်လန်းရေးဘက်ကနော်အော်မို့လို့ငါတို့တော်လန်းရေးဘက်ကလူလုံရှင်တာလုံဆိုတဲ့ဟာမျိုးဖွံ့ဖြိုးပေးလို့မရပါဘူးကျွန်တော်တို့ဒီတိုင်းပြည်ဆိုတဲ့မျက်နှာတစ်ခုတည်းကိုပဲကြည့်ပြီးတော့ ီလိုမတော်မတရားတဲ့ဒူတီနေရာမရဝါဖို့တော့တာစီတာဖြစ်တယ်ပုပ်ကိုရေးအရာမုံတိမှုနော်လူမှုရေးအရာဘာတခုမှမရှိပါဘူးဘယ်လည်းမရှိဘူးကျွန်တော်တို့ဆိုတာတာမပြည်သူတွေနော်ရှင်းချင်းလေးပဲအဲ့တော့ဒါမျိုးဟာမျိုးတွေကိုများများကန့်ကွက်ဖို့လိုအပ်ပါတယ်အခုကြည့်ပါနော်ကြားဆိုတော့သူသူတမီအနေသူမရဖင်ကောင်းနေတာထည့်လဲ MI ကြားရတော့နော်အဲ့တော့ကြောက်ကြားလေးပါဆိုမှအားဖြစ်မှမိပါအားကိုရမှာဘောကြားဆိုရင်စားပလိုက်မှာဘောမိပါဘူးနော်အဲ့တော့ဟိုစကားပြောတာကလေ ဗျံမလာတွေပြောနေကြတဲ့သူတွေဆိုတော့အခုထိတဲ့ဗျံမလာပဲเนาะဒါမြင်အောင်ပြတာ